ကေဒီ YouTube channel လေးကပြန်လည်ကြိုဆိုပါတော့เนาะဒီနေ့ပါလည်းပြောချင်လဲဆိုတော့เนาะဆရာဝန်ကြီးရဲ့ပေါ့เนาะဆရာဝန်ကြီးရဲ့စစ်တစ်စင်းနေစစ်တုံးစေးလေးစေးငါပေါ့ဗျာเนาะစေးစေးတုံးကတော့မန္တလေးပေါ့เนาะစေးလေးကမကွေးတောင်ကြီးပေါ့เนาะအဲ့ဒါအဲ့ဒါအဲ့ဒါပေါ့ဒါဒါချီရဲ့ဟာတင်းနှက်ကရန်ကုန်ပေါ့เนาะအမှပြဿနာကြီးတက်နေတဲ့အရာပေါ့ဒါဆိုတော့ကောင်းပါတယ်ကျွန်တော်နိုင်ငံလည်းသိရမလားเนาะ ကြံဖန်ပြီးတော့အဲ့လိုကြီးအကုန်ဖြစ်နေကြတာကောင်းပါတယ်เนาะကောင်းပါတယ်ကောင်းပါတယ်เนาะအကြတော့ဒီမှာပရမောဆုံးเนาะပြောသွားတဲ့ပရမောဆုံးသူစပြတနာရှာတာပါဗျာเนาะသူပြောတဲ့စကားဟောအဲ့ဒါမပြောခင်เนาะမိဘေတ္တိတာပါမိစီတားလောင်နေပါတယ်เนาะမိဘေတ္တိတာပါเนาะကိုအတားကြောင့်ကိုလောဘကြောင့်เนาะဘေးလူတွေလည်းမဆုံးကြပါဘူးနော်မိမိလည်းမဆုံးကြပါဘူးနော်မိဘေးတွေတတိရှိကြပါ နော်မိဘတွေသတိရှိကြပါနော်အကြောင်းဒီမှာအဲဒေါက်တာမပြောထားတဲ့အရာလေးရှင်းတာတော့လားဒေါက်တာဆေးကျောင်းကဘာမှတက်ခဲ့ရလဲပြောပြပါအောင်နဲ့ရှင်းလဲမေးဘူးပါတယ်တဲ့အမလည်းရှင်အဖြစ်ဦးပါတယ်ဗီဒီယိုတွေကလည်းအများကြီးပဲဆိုတော့အမက UM1 စစ်တက်တို့တက်ကထွက်တဲ့သူပါစစ်တက်ကောင်းမှာလေစစ်တက်ကောင်းမှာစစ်တက်ကတော့စေချောင်းထဲမှာဆိုလို့ရှိရင်ဒါကိုကြောင်းကုံလို့ပြောတာမဟုတ်ဘူးဒါအကောင်းဆုံးကြောင်းပါပဲเนาะတကယ်ကို qualifying ဖြစ်တဲ့ဆရာဝန်တွေကိုကြက်ကြက်မက်မက်လုံးဝကြက်ပြီးတော့တကယ်ကြက်တာเนาะအဲ့လိုမျိုးရွေးထုတ်တဲ့အကြောင်းပါတော်ယုံတန်ယုံနဲ့အောင်ချက်လုံးဝမပေးပါဘူးသဘောမကောင်းပြောချင်တာမဟုတ်ပါဘူးဒါပေမဲ့ဆရာတွေဒီတအားကိုသူတို့စေချောင်းကို standard ကိုဆွဲမြင့်ပါတယ်စေချောင်းမှာ all in english ပါเนาะ all english လို့သင်ရလို့ဆိုပြီးတော့အဲ့လိုမျိုး language barrier ပဲလေဒါပေမဲ့ medical term တွေကတော့မှန်ပါတယ်လေလို့အဲ့လိုတောင်ဖြေမတွေ့ဘူး လုံးဝပို့ဆိုပတ်ဆက်ပို့ဆိုပတ်ဆက်တွေလုပ်ပါတယ်အဲ့တော့တခြားစီကြောင်းတွေကတော့အဲ့လိုမဟုတ်ပါဘူးများသောအားဖြင့်နယ်မြို့ကလူတွေလာတက်တာစင်းနစ်ကလည်းနယ်ရလူတွေများတယ်ပြီးတော့တခြားစေးမန်းတို့စေးမကွေးတို့ဆိုတာလည်းနယ်ရပဲဆိုတော့ဆရာရင်းဆရာနဲ့တပည့်တွေကအရန်ကြီးကြိုက်ပါတယ်သူတို့ကကြတော့ဘယ်လိုပြောမလဲဟိုတတ်တတ်ညံ့ညာလေးရှိပါတယ် အဲတော်ယုံတန်ယုံဆိုလို့ရှိရင်နားလည်ပေးတယ်ပေါ့နော်စစ်တစ်မှာတော့တော်ယုံတန်ယုံတော့ငါတို့ဖြည့်တွေးပြီးအမှတ်ကလေးပေးလိုက်မယ်ဆိုတာလုံးဝမရှိပါဘူးအဲ့အတွက်ကြောင့်မလို့အခုမေးတဲ့သူကစေးချောင်းတက်ချင်တဲ့အတွက်မေးတာဆိုလို့ရှိရင်တော့နှစ်ချက်စဉ်းစားပေါ့နော်တစ်ချက်စာတကယ်တက်ချင်လို့ဆိုလို့ရှိရင်တော့စစ်တစ်အကောင်းဆုံးပါပဲအဲဒါမှမဟုတ်အဲ့လိုအရန်ကြက်တာကိုကြောက်တယ်ဆိုလို့ရှိရင်တော့တခြားစေးချောင်းအကောင်းပါတယ်မကောင်းပြောရှင်လို့မဟုတ်ပါဘူး စိတ်တည်အဲ့တော့ဆိုချင်မတို့တက်ခဲတော့အရန်စိတ်ညစ်ပါတယ်တကယ်ပြောတာတကယ်ပြောအရန်စိတ်ညစ်တယ်အော်သူများစေးကြောင်းမှာတောင်းတောင်းကြရဲဆိုတာကွာချားစေးကြောင်းနေမှာစတော်တော်မလုပ်လို့ចောင်းကိုမတက်လို့မှသာကြရင်ကြမယ်မဟုတ်လို့ရှင်တော့အောင်းနေဘာလို့စေးကြောင်းရောက်လာတဲ့ကလေးဒီစကြအားပြီးတော့အမှတ်ညံညံရေးသူ့ဟာသူအားလုံးဒီဟို above average ရှိလို့သာရောက်လာတာလေအဲ့လောက်ကတော့ အောင်ကိုအောင်ကြဒါပေမဲ့စစ်တစ်မှာတော့ဒီလိုမဟုတ်ဘူးစစ်တစ်မှာဒီတော်ယုံနဲ့တော့အောင်ဖို့လုံးဝမစင်စားနဲ့ဆိုပုံစံမျိုးတော်စာတော်မှတော်စာလုံနိုင်မှအောင်အောင်ပေးတာပါ theory ရော practical ဆရာကြီးဒီရှင်းရှင်းလင်းလင်းပါအဲ့တော့ကစိတ်အရန်ညစ်ခဲ့ပေမဲ့အခုကျတော့တန်ဖိုးတွေပြန်နားလေလာတယ်နင်လားဟဲ့ငါလားဟဲ့ရှင်ပြီးပြောတော့မယ်နိုင်ငံသားတွေတွားပြီးတော့ဒီလိုမျိုး ရှင်းပြီးပြောရမယ်ဆိုလို့ရှင်ကြတော့ကွာသွားပါတယ်အရေးချင်းနေရခုမှကျေးဇူးတင်ပါတယ်အကြတော့ဒါဒါဒါသူပြောရတဲ့အရာเนาะအဲ့ဒီအခုဆရာတယောက်ထပ်ပြောရတဲ့အရာရှိရဒါမန္တလေးရပါဘောเนาะကျွန်တော်သူပြောလေးတစ်ချက်ထပ်နားထောင်ကြည့်မယ်เนาะပြီးရင်အဲ့ဒီခါတွေကိုကြော်နူးမင်းပြောတာလည်းဖြစ်ရှိရနော်အဲ့ဒီအဲ့ဒီကလည်းပြောပေးမယ်နော်ထည့်ပေးမယ်ကြောက်အခုကတော့မန္တလေးကဆရာဝန်ရှင်းပြထားတဲ့နေရာလေးပေါ့နော် အလုံးမင်္ဂလာပါဒေါက်တာဆောမင်းထွန်းမဒီနေ့မနက်ပေါ့နော်ဒီအလားပါဆိုင်ရာကုသတဲ့ဆရာဝန်အမျိုးသမီးတယောက်ကဒီစေချောင်းနဲ့ပတ်သက်ပြီးတော့မှပြောတဲ့အချက်အလက်တွေကမမှန်ကန်တာနော်တွေ့ရတဲ့ခါမှာကျွန်တော် comment တော့ပေးတယ်ကျွန်တော်လည်းစိုးတယ်နော် comment တော့ပေးတယ်ကျွန်တော်ကို block တော့တယ်ပေါ့နော်ကျွန်တော်ဒီမှာပြောပြချင်တာကကျွန်တော်တို့ဒီစစ်ဆေးကိုကျွန်တော်မသိလို့မပြောဘူးကျွန်တော်အရက်ဖတ်ဆေးကျွန်တော်တို့က၄ခုပဲရှိတယ်နောက်ပိုင်းမှာတောင်ကြီးထိုးလာတော့အရက်ဖတ်ဆေးတက္ကသိုလ်၅ခုရှိတယ်ပေါ့နော် အဲ့ငါးခုလုံးကတင်ရိုးညွန်းတဲ့အကုန်လုံးကဗမာစာလွဲပြီးတော့မှဂျန်နရီကအင်္ဂလိပ် textbook တွေနဲ့ပဲတင်ရတာဖြစ်တဲ့ English တို့ပဲတင်ရတာဖြစ်တဲ့ပေါ့နော်ပြီးတော့ကျွန်တော်တို့စေချောင်းဆယ်တန်းကျွန်တော်တို့ကဆယ်တန်းစာမူပဲဖြည့်ပြီးလို့ရှိရင်ဘလောက်အမတ်ရရည်ဆိုတော့လည်းစေချောင်းတက်လို့ရရည်ဆိုတော့တရားဝင်ရှိပြီးသားပါနော်ဒါကြောင့်မို့လို့ကျွန်တော်အမတ်ကဘလောက်ပဲရရ sorry ကျွန်တော်အဲ့အမတ်မိတယ်ဆိုလို့ရှိရင်စေချောင်းတက်ခွင့်ရှိတယ်ပေါ့နော်ရန်ကုန်မှာရှိရတူတွေက C1 C2 ခွဲတက်ရတယ်မန္တလေးမှာရှိရတူတွေကမန္တလေးမှာတက်ရတယ် ပြီးတော့တခြားပြည်နယ်နဲ့ဒီတခြားပြည်နယ်တိုင်းဒေသဟာတွေကမကွေးစေးတို့အဲတောင်ကြီးစေးတို့အပြီးလို့ရှင်မန္တလေးစေးတို့မှာတက်ရတာရှိရမလို့ဆိုလိုချင်တာဒါပြည်နယ်ဒေသမြို့နယ်အလိုက်ကျွန်တော်တို့ဒီစေးသက်ကတူကျောင်းသူကျောင်းသားတွေကခွဲပြီးတော့မှတက်ရတာဖြစ်တယ်ပေါ့နော်ဒါလေးကိုသိသိချင်တယ်နောက်တစ်ခုကစာမေးပွဲဖြေတဲ့ကိစ္စမှာဆိုလို့ရှင်စာမေးပွဲကြီးတွေမှာဆိုရင်ကျွန်တော်တို့အဲမေခွန်းတွေကအလဲကြထုတ်ရတာပေါ့နော်စေးကျောင်း၅ကျောင်းအလဲကြထုတ်ရတာစေးတက်ကထုတ်တဲ့ ပလဲ့တယ်လို့ရှိရင်စိတ်ကထုတ်တဲ့မေခွန်းတွေကိုကျွန်တော်တို့ကဖြေရတယ်စေချောင်းအလုံးကဖြေရတယ်ထို့နည်းဆိုတာစိတ်ညစ်ကထုတ်တဲ့မေခွန်းဆိုလို့ရှိရင်ကျွန်တော်ကျန်တဲ့စေချောင်းစိတ်ညစ်အပါဝင်ကျန်တဲ့စေချောင်းတွေကဖြေရတယ်ဘောနော်ဒါတစ်ချက်နောက်တစ်ခုကကျွန်တော်တို့ဒီ website နော်လူတွေဖြေရအောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က external examiner တွေလာတယ်ဘောနော်ကျွန်တော်တို့ဒီเจ้าကဆရာနဲ့ဒီเจ้าသားနဲ့ဖြေရတာမဟုတ်ပါဘူးဒီเจ้าမှာဆရာတယောက်ပါမယ်တခြားเจ้าမှာဆရာတွေပါပြီးတော့မှ instant examiner ရှိမှာစာမေးပွဲဖြေရတာဖြစ်တဲ့အကြောင်းမို့လို့ ကျွန်တော်တို့ဂျန်ထက်လို့မရအောင်ဆရာလေးနော်တကယ်တက်ပြီးတကယ်အောင်မက်ရမှာအောင်ရတဲ့ကြောင်းတွေဖြစ်တော့ပေါ့နော်ဒါကြောင့်မလို့စေးတက်ကတူတက်တခုတည်းရနေပြီးတော့မှာပဲအရန်ကိုတော်တဲ့တက်တဲ့ဆရာဝန်တွေထွက်တာမဟုတ်ပါဘူးဒါကပဲစေးကြောင်းမှာဆို ကိုလေးလာတယ်ကိုတင်ယူတယ်ကိုအတုံးချနိုင်တယ်ပေါ့မူတည်ပြီးတော့မှာတက်ကြွနေဆရာဝန်တွေဖြစ်သွားတာဖြစ်တယ်ဒီမှာကျွန်တော်ချက်ပြီးပြောပြချင်တာကကျွန်တော်ဆရာဝန်တွေဒီစေးကိုတက်ယုံစာတော်ယုံ မလုံလောက်ပါဘူးเนาะလူမှုဆက်ဆံရေးကောင်းပါတယ်ပြီးလို့ရှိရင်လူနာတွေပေါ်ကျွန်တော်တို့ကယူသေးရတယ်ကျွန်တော်တို့ဆရာဝန်ရဲ့တမားကုန်ရှိရမယ်ဆရာဝန်လိုက်နာရမယ်ကျင့်ဝတ်တွေကိုလိုက်နာရမယ်ပြီးလို့ရှိရင် attitude ကောင်းရမယ်စိတ်ရင်းစေတနာကောင်းရမယ်เนาะမမောက်မာဘူးဆိုလို့ရှိရင်ဒါတကယ်ကိုအာဖက်ဖက်ကပြည့်စုံတဲ့ဆရာဝန်တယောက်ဖြစ်လာမှာဖြစ်ပါတယ်ပေါ့เนาะဒီဒီ TikTok လေးကိုလည်းအဆိုပါဆရာမကြီး အာမြေတွေ့နိုင်ပါစေလို့ကျွန်တော်အာအာဆုတောင်းလိုက်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်သူတောင်းနေကျွန်တော်ပေါင်းပေးလိုက်ပြီနော်အဲ့ဒီຢာတွေကိုကြော်မြင်းမင်းတော့ကျွန်တော်ကြော်မြင်းမင်းတော့မတော့ခင်ကျွန်တော်ဆရာဝန်ကျောင်းကကျွန်တော်ပြောပြီးသားနော်ကျွန်တော်ကတောက်ချောက်နားထောင်နေတဲ့လူတွေဆိုကျွန်တော်နော်2024ထဲမှာပြောပြီးသားဆရာဝန်တွေကျောင်းနော်ကျွန်တော်အဖေဆိုရင်ဆရာဝန်ဆောက်သုံးကြလို့သုံးသွားတာပေါ့နော်ဆရာဝန်ဆောက်သုံးကြလို့သုံးသွားတာ ဲ့တော့ကျွန်တော်တို့ကနော်တက္ကသိုလ်စက္ကန်ကြီးရာဆိုတော့တအားမသိသေးဘူးပေါ့နော်မသိသေးတဲ့အချိန်ကဖြစ်သွားတာပေါ့နော်ဒီလိုအချိန်ကမျိုးဆိုတော့ဆောက်ခွက်တွေတော့တည်ထိုးလိုက်တယ်ဒီလိုအချိန်ကမျိုးဆောက်ခွက်တွေပါတည်ထိုးလိုက်မှာနော်အဲ့တော့အဲ့တော့ကိုရီးယားကလေးဖြစ်လိုက်တာဖြစ်တဲ့အတွက် နော်ဆရာဝန်စေးမှားတာပေါ့နော်ကျတော့ဟိုအခုအဲ့ဒီဆရာဝန်ဆိုတိုင်းလဲဆရာဝန်စိတ်ဓာတ်ပြေဝလာဆိုတော့မပြေဝအောင်နော်တချို့ဆရာဝန်เนี่ยအခုတကယ်ဆိုတာ မြအောက်တန်းကြရဆရာဝန်ကြီးရဲ့เนาะအဲ့ဒီသေယုံကြောင်းကျင်လို့လက်မှတ်သွားထုတ်ခိုင်းတော့ပေါက်တက်ကြရเนาะပြောတာအကျွန်တော်ပြောပြီးပါကြီးဆရာဝန်ကြီးကျောင်းတော့မှသွားကြည့်လို့ရတယ်เนาะတော်တော့ကြာ2024မှာပြောထားတာဆိုတော့เนาะအကြောတော့ဆရာဝန်ဆိုတိုင်းလဲလေးစားစရာမကောင်းဘူးစွမ်းနာပြောဆိုတော့ attitude ကောင်းအောင်မယ်เนาะဆက်ဆံရေးကောင်းအောင်မယ်လူနာရေးပေါ်เนาะလုံးဝစိတ်ဆင်းနေတာကောင်းအောင်မယ်ဆိုတော့စွမ်းနာဆရာဝန်ပြောဆိုတော့ကျွန်တော်ထောက်ခံတယ်เนาะအဲ့လိုဆရာဝန်ရှားတယ်တပြပါပဲ နော်ပတ်သက်မရှင်သေးသေးလိုက်ပဲနော်ပတ်သက်မရှင်သေးလိုက်ပဲအဲ့တော့ဒီမှာကျွန်တော်မျိုးပြောရရင်ချက်နာတော့မှာအခုဒေါက်တာလော်ရဲသူစပြန်တက်နေပြီဒေါက်တာလော်ရဲပြန်တက်နေပြီဘာလဲဆိုတော့ तू อ่ะသူ့ဟိုဟာသူ့ရဲ့ Facebook သူ့ TikTok လိုက်တယ်လိုက်မှာလိုက်မှာ तू ပြောတာပေါ့သူ့ဟိုဟာမေးတယ်မေးကုန် तू อ่ะဖြေနေတာမေးတာတခု तू ဖြေရတာတခု तू ဖြေတာစစ်တက်က စေးတစ်ကအကောင်းဆုံးစေးတစ်ကအင်္ဂလိပ်စာကောင်းကောင်းသင်တယ်ဒီလိုကြက်တယ်စနစ်ကြသင်တယ်ကျန်တဲ့ဟာတွေလည်းမကောင်းလို့မဟုတ်ပါဘူးဘာညာဆိုတော့စေးတစ်ကကောင်းဆုံးကျန်တဲ့ကောင်းတွေဘာဖြစ်ဆိုစေးတစ်စင်းနစ်စင်းမကွေးစင်းနစ်တို့စင်းနစ်စင်းနစ်တို့စင်းမကွေးတို့စင်းမန်းတို့အုပ်စုတွေအကုန်လုံးကဆရာဝန်နဲ့ဒေါ်လေးကန်ပြီးတော့အိုးလေဒေါက်တာလော်ရယ်ကိုဆဲဖို့ဆိုပြီးတော့တတ်တော်ကြီးချီချသွားပါလေရောဆဲကုန်အဲ့တော့ဒေါက်တာလော်ရယ်ပြောတာမှားလားဆိုတော့မှားတာတချို့ရှိတယ်မှန်တာတချို့ရှိတယ်ကျွန်တော်မြင်ရတော့မှားတာကျတာစစ်တစ်ကတော့ဟုတ်တယ်မြန်မာနိုင်ငံမှာတော်တော်အကောင်းဆုံးလို့ပြောလို့ရတယ်ဒါပေမဲ့စစ်နစ်ကလည်းမကောင်းတော့ကောင်းတယ်ကျွန်တော်စစ်နစ်လည်းကောင်းပါတယ် ဒါပေမဲ့သူတို့အချင်းချင်းဆရာဝန်လောကထဲမှာတော့အဲ့လိုလူတန်းစားအဆင့်တန်းခွဲခြားခြင်းလုပ်တယ်သူတို့ဆရာဝန်ချင်းချင်းတော့အဲ့လိုအတန်းစားခွဲရင်ကျွန်တော်တို့လူနာတွေပေါ်မှာဒီလူတွေဘယ်လောက်ဆင့်တန်းခွဲမလဲဆောက်ကျွန်တော်ပြည်သူစဉ်းစားကြည့်လမ်းဒေါက်တာလော်ရယ်ကူဖြစ်နေပြဿနာသူတက်နေတော်တက်နေပြဿနာအကောဆေးဆေးတက်ကူဆေးဆေးချင်းချင်းချနေကြပြီဆိုတော့တချို့တွေကပြောပြီးဒေါက်တာလော်ရယ်ကိုအာယုံလေးသာချောတာဆေးပညာသာဆေးပညာသင်လာခဲ့ပြီမဲ့အုံတော့မပါမလာဘူးတဲ့အုံတော့ပါမလာဘူးနောက်တော့ကိုကျင်းစာတွေကပါမလာဘူးတဲ့တကယ်မှန်တယ်တချို့ဆရာဝန်တွေကိုကျင်းစာတွေကပါမလာဘူး စာတွေပဲတက်လာခဲ့တာစေပညာတွေပဲတက်လာခဲ့တာကိုကျင်းစာတရားတွေကိုသင်မလာခဲ့ဘူးကိုကျင်းစာတရားတွေကမိခင်မွေးတွေကတရေမပါလာခဲ့တာတရေချို့ကချို့ဆရာဘုန်းတရေပါမလာဘူးကိုကျင်းစာတရားတရေပါမလာဘူးပြီးတော့လူလူချင်းလေးစားတံမိုးထောင်းမှုဆိုတရေပါမလာဘူးမွေးကလေးပါမလာချို့ဆရာဘုန်းအဲကြောင့်ဆရာဘုန်းတွေဆိုတဲ့မျိုးစားတွေကပုတ်လင်ပြောရင်အမှတ်ကောင်းလို့သာဆရာဘုန်းဖြစ်လာတာကိုကျင်းစာတရားကောင်းကောင်းတာနဲ့တိုင်းမယ်ဆိုလို့ရှိရင်တာမန်ဆိုင်ကားသမားတော်အဆင်မရှိဘူးပုတ်ဝင်လင်ပြောတာအမှတ်ကောင်းလို့သာဆရာဘုန်းဖြစ်လာတာကိုကျင်းစာတရားဆိုတဲ့ပေတန်းနဲ့သာတိုင်းရင် စိုက်ကားသမားအဆင့်တော်မရှိဘဲဆရာဝန်တွေကတော်တော်များအဲ့တော့ကျွန်တော်ကအဲဆရာဝန်တွေပတ်သက်အဲ့လိုပိတ်ပဲပြောတော့ဆရာဝန်တွေတော့ဆိတ်ဆိုးလိမ့်မယ်မတတ်နိုင်ဘူးကျွန်တော်ပွင့်လင်းပြောတာကျွန်တော်တို့ခင်ဗျားတို့လုပ်ခဲ့တဲ့လုပ်ရတွေကတော်တော်ဆိုးတယ်ဒါတွေကကျွန်တော်လုံးဝလက်ခံနိုင်တဲ့အကြောင်းမရှိဘူးအဲ့တော့ပွင့်လင်းပြောရင်အခုကျွန်တော်ခုနကြတော့ဆရာဝန်စိတ်တမရှိဘူးနာလူနာတွေကိုတတ်နေလေမယွန်းသွားဝေသိုးဝဲကြည့်လေဒါပါဒါပါတော့ကြာနေနော်လွကြီးကနေဖောက်တော့သွားရှင်ဆိုလို့ထားလိုက်တော့နော်အကြတော့ เนาะတချို့ဆရာဝန်တွေတကယ်ဆရာဝန်စိတ်ထဲမရှိပါဘူးပြီเนาะအဲကြတော့စုံလဲစုံပြီဆိုတော့ဒါကျွန်တော်ပေါင်းပြီးလွတ်လိုက်တာနောက်ဆုံးကျွန်တော်ပြန်ချုပ်ရှင်းတာကတော့เนาะဆရာဝန်ဆိုတဲ့ဆရာဝန်เนาะကျွန်တော်အင်ဂျင်နီယာဆိုတဲ့အင်ဂျင်နီယာကျင်းဝင်လိုက်နာရတယ်ပြီเนาะအင်ဂျင်နီယာ16ချက်ရှိရယ်ကျွန်တော်အဲ့ဒါเนาะဆရာဝန်မှာလည်းဆရာဝန်၄ယောက်ရှိရယ်เนาะအဲ့ဒါလေးတွေသတိရပါစောက်ကြီးစောက်ကြီးမလုပ်ပါနဲ့ခင်ဗျားတို့အခွင့်အူးကန်နေမလုပ်ပါနဲ့နော်အခွင့်အူးကနေခင်ဗျာဟာကာလန်ပြေးဖွင့်ပြီးဟာပြူပါငါအများကြီးပါဗျာအဲ့ဒါအထူးကူစီကနေမှာကြုံမိသား เนาะကျွန်တော်ပြောလို့တော့ဘူးအကျတော့ဆရာဝင်ဆိုတာပေါင်းသင်းဆက်ဆံရေးကောင်းအောင်မယ်လူနာတွေပေါ့เนาะစေတနာထားအောင်မယ်ပြီးလို့ချင်းအတီကျုကိုကျင့်ဝတ်เนาะကျင့်ဝတ်တိတ်ခါတွေကိုတော့ထောင်သိမ်းပြီးတော့လိုက်နာမယ်เนาะအဲ့ဒါမျိုးတွေเนาะမန္တလေးဆရာဝင်ကျွန်တော်ထောက်ခံနေရတာတော့เนาะအဲ့လိုထောက်ခံပြီးသည့်တကလာမီဘေးလေးတွေယူဆိုင်ပါမိဒီတာအောင်နေလို့ပါနော်မိဘလေးတွေယူဆိုင်ပေးကြပါနော်ကျွန်တော်အရှုပ်ကတော့မိဘလေးတွေယူဆိုင်ပေးကြပါနော်